Hello အမျိုးတို့ရေ music ပေးလိုက်တယ်စကားပြောရင်ဒီအတိုင်းပဲ music နဲ့ဆိုရင်တစ်စဲမှ YouTube တော့တင်လို့မရဘူး copyright ထိတယ်လေနော်ဒီနေ့ကတော့တသားကိုကြောင်းလာကြိုးပါတယ်သူကနေ့တိုင်း school bag နဲ့လာရတော့အိမ်နဲ့ကြောင်းလဲနေနေလေးပဲ school bag နဲ့လာရင် school bag ပါမှာ3 45မိနစ်ကြာတယ်အဲ့လိုဆိုတော့ तू ကမကြိုက်ဘူးမကြိုက်တော့ မကြိုက်တာမဟုတ်ဘူးကြိုက်တာတခါကျတော့ तू ပင်ပန်းတယ်လေအဲ့ဆိုတော့ तू လက်ဖက်ကာဖူကာဖူမှာတွေ့နေဟုတ်ပြီဟုတ်ပြီလို့အဲ့ဒါဆိုရင် तू အလာကျူပေါ့နော်အဲ့လိုမျိုးကာဖူမှာဆိုရင်လာကျူပေါ့မလာကျူတာပါရှင်တခါကျရင်လည်းဖုန်းကလည်းကိုကကာဖူမှာပို့လိုက်ပြီးတော့မှဟုတ်လား message ဆက်မဆက်ပို့ရတာဟုတ်ဒီနေ့လာကျူမယ်ဆိုရင်လာကျူ ဆမစာပြန်လာတဲ့ကုမတတိယလို့ပြန်ချက်တယ်။ Okay then I was saying him to cup with it longer than back up. သွားကြိုတယ်။ကိုက message တော့ပို့ထားတာဒါပေမဲ့ပြင်ဆမစီမရောက်ပေါ့နော်။မရောက်တော့ကိုလည်းသွားကြိုတယ်။အေးအေးဆူဆူသူရောက်တော့ကသူကကဖို့မှရှိမနေဘူး။ကိုပြည့်တကယ်ကိုကပြန်ချက်ရမှာဒါပဲချက်ပြန်လို့ရမှာ။အနောက်တစ်ခါဆိုရင်လို့ငါဒါပဲချက်လုပ်မယ်လို့ဆရာမပြန်ပြောထားတယ်။အဲ့ဒါ communication ဒီက line ပေါ့တခါကျရင် line ကြတယ်မီဒီကလည်းမထင်နဲ့ဘယ်ကစောကလည်း line ကောင်းတယ်ကောင်းရတယ်တခါကျရင်မကောင်းဘူးအဲ့လိုမျိုးဆိုတော့ပြောရမယ်ဆိုရင်ကျမ YouTube ကိုတပတ်လောက်ကျမမတင်ဖြစ်ဘူးမအားရရောပင်ပန်းတာရောဟောပေါ့နော်ပြီးတော့ဒီစာပွဲတစ်ဖက်လောက်ရတယ်ခလေးတစ်ဖက်နဲ့ခလေးကလည်းသူက report card တွေကအခုနောက်ဆုံး semester ပေါ်ကကထွက်လာတော့ပူပြီးတော့ဆရာမအကြံပြုတယ်လေကျောင်းသားတွေအကုန်လုံးမိဘတွေဟိုဟာလောက်ပါပေါ့နော်40ဆရာမပေးဖို့ရက်40လောက်ပဲကျန်တော့တယ် last semester ဖြစ်နေပြီဆိုတော့ဟို the last quarter ပေါ့နော်အဲ့လိုမျိုးဆိုတော့ပူပြီးတော့မှအားဆိုင်ဖို့လောက်ကြာဆိုတော့လည်းအဲ့နဲ့သူ့လည်းလုတ်ပေးနေရတယ်ဗမာစာလည်းလုတ်နေရတယ်ဒီကတော့ဗမာစာလုတ်တာအထစ်ဟိုဟာမဟုတ်ဘူး အာကိုကပြမပြသားဖြစ်ရင်တော့မြန်မာစာကိုရဲ့မိခင်အဲစကားတဝဲစကားနဲ့အဗမာစာကတော့ရအောင်သင်ရမယ်ပေါ့နော်အဲလိုမျိုးကတန်လေးတာချထားတယ်ခလေးတွေတော့များတာပေါ့ဒါပေမဲ့ကိုကလည်းဒီချိန်ကလေးကနေပြီးတော့လှူထားမှပဲနည်းနည်းလေးကြီးလာတဲ့ခါကျရင်ရအောင်ပေါ့အဲ့တော့တသားဘာပြောလဲဆိုတော့မေးမေးတဲ့ ထူမရှိတယ်သူများကလေးတွေဆိုရင်တဲ့ကျောင်းစာတခုပဲလောက်ရတယ်တဲ့သူမဆိုရင်ဗမာစာပါလောက်ရတယ်တဲ့ too much for me တဲ့သူအဲ့လိုပြောရလေအင်းနဲ့ too much မှာနဲ့ကကြီးကခွေတပိုးခုချစ်တင်ကြီးလို့မတက်သေးဘူးမပြီးသေးဘူးလို့သူ့ကိုပြောတဲ့ခါကျတော့ तू ကဘာပြန်ပြောလဲဆိုတော့မမေတိလားတဲ့ KG မှာကကြီးကခွေတပိုးကိုတနှစ်တင်တာတဲ့ အဲ့ဆိုတော့ ABCD ဘာလဲ ABCD တပုတ်ကိုပေါ့နော် KG မှာတနှစ်သင်တာတဲ့အဲ့ဒါကြောင့်မို့လို့ကကြီကခွေကိုလည်းသူ့ကိုတနှစ်အချိန်ပေးရမယ်တဲ့ No အမောဘူးလို့သူတနှစ်တော့အချိန်မပေးနိုင်ဘူးပေါ့နော်ငါ့မှာအချိန်မရှိဘူးလို့နေလဲအဲ့လိုတနှစ်တည်းယူချိန်ယူလို့မရဘူးလို့သူ့ကိုပြန်ပြောရလေသူပြောတာ You know what in KG ABCD we take is two for a year so khaji kha khwe you also have to give me a year သူအဲ့လိုပြောရလေပြန်ပြောတာတော့ပြောမနေနဲ့ဆိုတော့ဘယ်လိုသင်ခန်းစာရလဲဆိုတော့ဒေါ်ဆန်းစုကြည် သူကြည့်ပြီးတော့ပါပေါ့နော်အခု came average ဆိုရင်ကိုထိတ်လင်းဆိုရင်သူ့ကိုရမ်းချစ်တယ်လေနော်ဘယ်မှာဒီရေတော့ဆိုရင်လည်းပြန်လာတယ်သူ့ကိုရမ်းချစ်တယ်လို့ပြောတာအမေနဲ့သားတော့ဘယ်လိုပဲပြည့်ချက်မှာပဲလေဒါပေမဲ့သားကြီးတဲ့ဆိုင်သူသူအသားအငယ်ကပို့ပြီးတော့ချစ်တယ်ပေါ့မြန်မာပြည်နဲ့ပို့ပြီးတော့မှနှိစက်တယ်ပေါ့နော်အဲ့လိုမျိုးပြီးတော့မှသူတို့က ာအမေကိုမိဘမေတ္တာကိုဆုံးရှုံးခဲ့ရတဲ့သားသမီးတွေလည်းဖြစ်တယ်ပေါ့နော်ပြီးတော့မှဒီလိုမျိုးအာ တကယ်ဆိုရင်လေလူရယ်လို့ဖြစ်လာရင်လူမှန်ရင်လေဒလိษာတာမမိခင်နဲ့သာသမီရယ်တန်ရောစင်ဆက်သွယ်မှုဆိုတာရှိသေးတယ်မလားလူရယ်လို့ဖြစ်ရင်အဲ့ဒီဟာတွေကနားလည်ရမှာလေနော်ဆိုတော့ကျမကဘာလို့သင်ကန်းစာရလဲဆိုတော့အော်ဒေါ်ဆန်းစုကြည်ကလို့သူ့သားကိုပေါ့နော်ငယ်လေးကတည်းကဗမာစာဗမာစကားကိုသင်ထားပေးမယ်ဆိုရင်အခုလိုမျိုးချိန်မှာဗမာတီးရအရန်လိုအပ်တဲ့ချိန်မှာအမ် ပြမပြည်သူ လူတုနဲ့ဒါရဲ့အခြေဆက်ဖို့ကိုဟိုတိတိရောက်ပို့လုံးလိုက်မှာပဲပေါ့ဘာကြောင့်ဆို तू ကပြမစကားကိုသမင်းစားရည်တာကလွဲရင်မရဘူးလေနော်မရဘူးဆိုတော့ तू ပြောချင်တဲ့ message ကို तू ပေးချင်တဲ့သတင်းစကားပေါ့နော်အဲ့ဒါကိုပြမပြည်သူလူတုစီကိုရောက်တင်သလားမရောက်နိုင်ဘူးပေါ့နော်အဲအဲ့ဒါကိုအာသင်ခန်းစာရတယ် အဓိကကလည်းနိုင်ငံခြားမှာဆိုတည့်ရတိုင်းပဲရုံးကန်ရတာလွယ်တော့မလွယ်ဘူးသူမဆိုပဲအာဒါရမအင်္ဂလန်လိုမျိုးနိုင်ငံเนาะဒနာရှင်နိုင်ငံမေရိကန်မှာဆိုပို့ဆိုးတဲ့ရုံးကန်ရတာအင်္ဂလန်ထက်ပို့ဆိုးတယ်ဟိုဆိုတော့ဟိုပို့ဆိုးတယ်ဆိုတာဥပမာဒီလူမျိုးလေသူတို့ကအာလူတွေကိုမပြင်းရအောင်လဲထားထားတယ်တောင်းဝယ်မှုတောင်းဝန်ခံမှုအပြည့်ကိုလည်းလောက်ထားတယ်လုံလုံတဲ့အရွယ်မှာ အလုပ်လုပ်ထားခိုင်းတယ်မပြင်းရအောင်ရောပါတယ်တာဝန်ယူမှုတာဝန်ခံမှုရောပါတယ်ပေါ့နော်ပြင်းဖို့လက်ချင်မရှိပါဘူးသွားဖို့လက်ချင်မရှိပါဘူးချိန်နှမျိုးဖို့ကောင်းတယ်ဒီနိုင်ငံတွေမှာလေပြင်းလို့အတန်ဖို့ကလည်းအာကောင်းတယ်ငယ်တဲ့အရွယ်မှာလွတ်လွတ်တဲ့အရွယ်မှာလွတ်လွတ်တက်ကြီးလာတဲ့ခါရင်ပင်စင်ပေးတယ်ပေါ့နော်ပင်စင်ဆိုတာအလုံးမလုံးတဲ့တက်ရွယ်မှသမျှအကုန်လုံးကိုပင်စင်ပေးတယ်ဆိုတော့ retirement age ပေါ့အာဆိုတော့ ဗမာပြည်မှာကြတော့ပင်ဆယ်ဆိုတာသူတို့ရဲ့ဒီဝန်ထမ်းကိုပဲသူတို့ကပင်ဆယ်ပေးရလို့ပြောတာဟုတ်ဒီမှာကြတော့မဟုတ်ဘူးတက်တက်ဒီလာရင်တက်65နဲ့အထက်ဆိုဘယ်သူမှဆိုပင်ဆယ်ရရတယ် retirement age ဖြစ်တယ်ပေါ့နော်အဲ့ဒါအဲ့ဒါပါဆိုတော့ပြောချင်တာကဒီအင်္ဂလန်မှာဆိုရင်လေရုံးကန်ရတာမှန်တယ်တချိန်တည်းမှာသူငယ်လေးတော့သူသူ့သားကိုဘာသာစကားမသိတဲ့သားပေးတဲ့ခါကျတော့မရဘူးပေါ့နော်ဟိုဘာမှစကားမရဘူးပေါ့ ဲ့ဒါကိုဘာသင်ကားဆိုင်ရလဲဆိုတော့ဩတော်စုလဲ तू तू ရဲ့အဲ့ချေလောကဆိုရင် तू က UN မှာလဲလှုပ်လှုပ်နေတာ ਉਹ လေနော်ပြီးရင်လဲ तू က master level oxford မှာတက်တယ်ဆိုတော့ဒီလိုမျိုး ဟိုလို့တစ်ဖက်လဲမိသားစုအရေးတစ်ဖက်လဲခြေပိုင်းကြောင်းတရတယ်လို့ဆိုရင်လွယ်တော့မလွယ်ဘူးသူမဆိုလေမိခင်တယောက်ဖြစ်တဲ့တစ်ချိန်တည်းမှာတစ်ချိန်တည်းမှာအလို့တစ်ဖက်လဲဖြစ်တဲ့တစ်ချိန်ပဲမှာဒီအလို့ဆိုတာခြေခြေပိုင်းလို့ပေါ့နော်တစ်ချိန်တည်းမှာလဲခြေပိုင်းကြောင်းဖြစ်တယ်ပေါ့အဲ့လိုမျိုးလိုရတဲ့အလို့ကမလွယ်တဲ့ခါကျတော့ရုံးကန်ရတာပေါ့နော်တော်စုလဲသူခလေးငငယ်နဲ့ဘဝတော့ကသူရုံးကန်ရတယ်အချိန်မပေးနိုင်ခဲ့ဘူးအဲ တစ်ချိန်တည်းမှာလည်းပွပွလင်းလင်းအာမနာတန်းဝေဖန်ရရင်တော့သူကလည်းသူ့အတွက်ပဲသူလုံနေတာပေါ့နော်အဲ့လိုမျိုးတော့ရှိတယ်သူ့အတွက်ပဲသူလုံနေဆိုတော့အဲ့ဒီချိန်တော့သူကမြန်မာနိုင်ငံကိုပြန်လာဖို့မြန်မာနိုင်ငံမှာဟိုကလုံဖို့တို့ပါတို့ရွရွထားတာမဟုတ်ဘူး oh my god နဲ့ဟိုကတော့ရှိတယ်အေးဘွာဒီလိုမျိုးမြန်မာနိုင်ငံမှာပြန်လာပြီးတော့မှငကက်ခေါဆောင်လုပ်ဖို့ပါဘူးရွေချက်နဲ့သူလုပ်ခဲ့တာမဟုတ်ဘူး အဲ့ဒီချိန်တော့ဆိုရင်သူကဒီသူအမေက88မတိုင်ခင်မှာ သူအမေကဒီလေဖြတ်လို့သာသူကပြန်လာဟိုနေမကလို့သာပြန်လာပြီးတော့မှဒီသူကဒီ88ရေခင်းကိုဟိုသူမျက်စိရှိမှ မျက်ဝါထက်ထင်မြင်မြင်ပြီးတော့မှဒီမြန်မာနိုင်ငံကလူထုတွေကအာဒီမိုကရေစီရေ လူခွင့်ရေတရားဥပဒေရဲ့ အော်ဗါလဲအခန်းစားခွဲဘာတခုမှမရှိတဲ့အတွက်ကြောင့်မို့လို့သူကဒီမြန်မာနိုင်ငံ ကလူတွေအတွက်ကိုသူကဒီမှာနေမယ်ဆိုပြီးတော့မှသူဆုံးဖြတ်ပြီးတော့မှဆက်နေလိုက်တာကိုလည်းเนาะအဲ့လိုမျိုးဆိုတော့သူပြန်လာတဲ့ရွေချက်ကနိုင်ငံရေးလုပ်ဖို့လည်းမဟုတ်ဘူးဒါမဲ့သူကြီးပြင်းခဲ့တဲ့နိုင်ငံသူသက်ခွန်နေနေဒီအိန္ဒိယကိုသူအမေကိုတန်အမတ်ဖြစ်လှုပ်လိုက်ပြီးတဲ့နောက်မှာသူအိန္ဒိယမှာနေတယ်ပြီးတော့မှဒီအင်္ဂလန်မှာပြောင်းတယ်အဲ့လိုမျိုးတွေနေပြီးတော့မှအာသူကဒီမိုကရေစီပြွားတဲ့နိုင်ငံတွေမှာအနေနေခဲ့ရတဲ့ခါကြတော့သူကသိတယ် ပြီးတော့ဒီအင်္ဂလန်မှာသူနေတဲ့အခါကျတော့လေအမ်သူကအဲ့ဒီမှာဗာလေဒီမတ်စတာပြီးတဲ့အနောက်မှာလေနောက်ပိုင်းသူက UA မှာလွတ်လွတ်တယ် UA မှာလွတ်လွတ်တယ်ဆိုတော့ဦးတန်ရဲ့ထွထွေတွင်ရင်မှုကုလသမဂ္ဂတွင်ရင်မှုချုပ်ဖြစ်နေတဲ့ချိန်တုန်းကကပါလေအဲဆိုတော့အဲ့ချိန်တုန်းကသူကလွတ်လွတ်တယ်ဆိုတော့တည်ရတဲ့အဲ့မှာကအာဒီမိုကရေစီရေလူခွင့်ရေးပြွားတဲ့နိုင်ငံတွေနဲ့သူကလွတ်လွတ်ခဲ့ရတဲ့ခါကျတော့ ဟိုအဲ့ဒီအကြောင်းတွေကို तू ကအလုပ်လုပ်ရတဲ့ခါကျတော့ तू ကသိတယ်လေနော်သိတဲ့ခါကျတော့မြန်မာနိုင်ငံပြန်လာတဲ့ခါကျတော့ तू ကဒီဟိုပါပေါ့အပြည့်ရမယ်ဆိုရင်ဒီပြန်လာပြီးတဲ့နောက်မှာမြန်မာပြည်သူလူထုတွေငတ်မော့ခေါင်ပါ ဖြစ်ခဲ့ရတဲ့ခွေရေးချုပ်ဖောက်မှုဟိုရှိခဲ့တဲ့အဲ့ဒီဟာတွေမတရားအမ်မိတ်တွေအောက်မှာနေခဲ့ရတဲ့ဟာကို तू က ကိုကြီးစားပြီးတော့မှမပြန်ပဲနဲ့နေခဲ့တာ ው လေနော်အဲ့ဒါကြောင့်မို့လို့အဲ့ချိန်တော့လည်းသူ့ကိုဗမာပြည်ထဲကနေပြန်သွားပေးလူသွခုနဲ့လောက်တယ်လေဘယ်တော့မှပြန်မလာရဘူးဆိုတဲ့အာတန်းရွှေလက်ထက်ကပေါ့နော်ဘယ်တော့မှအာပြန်မလာဘူးဆိုတဲ့နေဝင်းခက်ကနေပြီးတော့စလိုက်တာတန်းရွှေလက်ထက်ထိပေါ့လေနော်ဆိုတော့ဟို energy party လဲမထောင်ခင်ပေါ့မြန်မာနိုင်ငံကိုလုံးဝပြန်မလာဘူးဆိုတဲ့ကတိကိုပေးရမယ်ပေါ့နော်အဲ့လိုမျိုးအဲ့လိုမျိုးကတိတွေကိုမတရားတဲ့ဟိုဟာလောက်ရတွေကိုသူက အာလက်မှတ်မထိုးခဲ့ဘူးပေါ့လေလက်မှတ်မထိုးခဲ့ဘူးမပြန်ခဲ့ဘူးအဲ့ဒါကြောင့်မို့လို့နေအကြချုပ်တွေအကြာကြီးနေခဲ့ရတာအဆိုတာကလူတိုင်းကအသိသိပြီးသားပဲဒါပေမဲ့ပြန်ပြီးတော့မှဒီပေါ့ဟိုအစလေးကိုပြန်ဖို့ပြပေးတာက သူဒီဟိုဒီလိုမျိုးသာတစ်ချိန်ကြာရင်အမ်ကိုနိုင်ငံမှာပြန်လာပြီးတော့မှကိုနိုင်ငံအရေးအတွက်ပြန်လို့မယ်လို့ဟီရွယ်ချက်ရှိခဲ့သည်ရှိသောဒီလိုမျိုးဆက်အာနာရှင်ဆက်ဆက်ကသူ့ကို မတရားမှုတွေ ခေါင်းဆက်တက်ပြီးတော့မှအကြေကျင်းထောင်ချအသွင်းထောင်သွင်းအချင်းချထားခဲ့ရမယ်လို့သိခဲ့သည် ရှိတော့သူ့သားသမီးတွေကိုလည်းဗမာစာဗမာစကားသင်ပေးခဲ့မှာပဲလို့အဲ့လိုမျိုးကျမတော့သူရကိုစားဝင်ပြီးတော့ခံစားပေးကြည့်တွေးကြည့်ပေးတာပေါ့လေเนาะကိုကမိခင်တယောက်ဖြစ်လာတဲ့အချိန်မှာတော့ဒီလိုမျိုးအတွေးတွေတော့ရှိသွားတာပဲအဲ့ဒါကြောင့်မို့လို့အခုဆိုရင်လည်းကျမတို့ကဒီ ူများခင်းထားတဲ့လမ်းသူများတည်ဆောက်ကြတဲ့ဒီမိုကရေစီနိုင်ငံသူများတွေဆင်တဲ့ရန်တဲ့ဖြစ်အောင်ကြိုးစားတဲ့နိုင်ငံမှာခုခဏတပြုတ်လာနေတယ်ဆိုပြီးမှကျွန်မတို့ကတသက်လုံးနေမှာမဟုတ်ဘူးခုနိုင်ငံကိုလည်း သူများနိုင်ငံလို့တောင်ကောင်းတဲ့နိုင်ငံလို့ပေါ့နော်ကောင်းတဲ့နိုင်ငံလို့ပြန်လို့ဖို့ဟိုစီစဉ်ရှိတယ်အများအပြားအာယုံထားတယ်အများအပြားကိုယ်နိုင်ငံအတွက်ဆိုတဲ့အစိတ်ကမြဲရှိတယ်အဲ့ဒါကြောင့်မို့လို့ဟိုကိုယ်သားသမီးပဲဖြစ်ဖြစ်ကိုယ့်ရဲ့ဟိုသားဝိုင်းဝဲဖြစ်ဖြစ်ဘယ်သူပဲဖြစ်ဖြစ်ဘယ်လူငယ်မျိုးမဆိုအခုချိန်မှာကိုကကိုယ်နိုင်ငံမှာအသက်အိုးအိမ်စီစဉ် တွေတွေပြက်ပြားလို့အသက်အန္တရာယ်တွေရှိတဲ့အတွက်ကြောင့်မို့လို့ခက်တာခက်လာလုံခြုံတဲ့နေရာမှာလာနေတယ်ဆိုပေမဲ့တစ်ချိန်ကျရင်ကိုယ်နိုင်ငံကိုပြန်လဲတိဆောက်ရေးမှပြန်ပြီးတော့အားဆိုင်ရမှတွေအများကြီးရှိတယ်လောက်ရမှတွေအများကြီးရှိတယ်ပေါ့နော်ဆိုတော့ပြန်ပြီးတော့သွားရမယ်ဆိုရင်တော့ဒီအာ ကိုထိန်လင်းပေါ့နော်အခုဆိုရင်သူ့အမေအသက်80နော်အသက်80လူတို့ခေါင်းဆောင်တရားဘယ်နိုင်ငံမှာများအဲ့လိုမျိုးမတရားအကျဉ်းချအာကျင်းတိုက်ပေါ့နော်မတရားဟိုဘောဖိနှိပ်ခံနေရတာရှိလဲပေါ့နော်မရှိခဲ့ဘူးဘယ်နိုင်ငံမှာမရှိဘူးအဲ့ဒါကြောင့်မို့လို့ကျမဆိုရင်လေဒေါ်ဆန်းစုကြည်ကိုဟိုတရားရခိုင်နှုံးပြီး ဘာလဲမထောက်ခံကြရင်တောင်မှသူ့ကိုချစ်တယ်လေနော်သူ့ကိုချစ်တဲ့ခါကျတော့ကျမဒီဒီလိုမျိုးမဘန်ကောက်မှာအတော်ကမဆတ်မှာတော့ကကျမဘာပါလာတဲ့မုဂုမုဂုကကချင်ပြည်နယ်အမတောင်နဲ့ခင်လာတာဟိုအဲ့ဒီတော်တဲ့စခန်းထဲမှာခင်လာတဲ့ခါကျတော့အမသူ့စီမှာပဒမြားတွေကြောက်စဲတွေပါလာတယ်ပါလာတဲ့ခါကျတော့ကျမသူ့စီအယူပြီးတော့မှအမတော်စုအယုတ်ဘောတော်စုရဲ့ဒီ ခေါင်းခေါင်းလေးပေါ့နော်ဥကောင်းလေးကိုသူတို့ကထိုင်းမှာဟိုကလုံနေတာရှိတယ်အာပုံစံသွင်းပြီးသားလုံနေတာရှိတယ်အဲ့ဒီမှာဟိုနှင်းစီဘန်းလေးနေရာမှာကျွန်မကသူများသူတို့ကတော့ဟိုကြောက်အနီရောင်ထက်တယ်ပေါ့လေအဲကျွန်မပြောတယ်ကြောက်အနီရောင်ကျွန်မမလိုချင်ဘူးကျွန်မဗဒမြာအာစစ်စစ်ရှိတယ်ကျွန်မစီမအဲ့ဒီဟာထက်ပြီးပြီးတော့လှုပ်ပါလို့ပြောပြီးတော့မှကျွန်မလှုပ်တယ်ပေါ့နော်လှုပ်ပြီးတော့မှကျွန်မအော်ကြိုက်တဲ့အတွက်ကျွန်မအဲ တင်ထားတယ်အာကျွန်မအဲ့ဒီတော့ကျွန်မအော်ဒါမှတာ10ခုရှိတယ်ပေါ့10ခုရှိတယ်ကြာတဲ့ဟာတော့ကျွန်မအဲ့လိုပဲမိတ်ဆွေတွေပေါင်းသင်းတွေကိုအာဂျောင်းပေးတယ်ပေါ့လေအာဒေါ်လာ200တခုဒေါ်လာ200ဒါမှကျွန်မ250နဲ့ရောင်းပေးတယ်ရောင်းပေးပြီးတော့အဲ့ဒီပို့တဲ့50ကျတော့ကျွန်မရတဲ့အများတဲ့50ကျတော့ကျွန်မအဲ့လိုပဲတော်လှန်ရေးဖွဲ့တွေကိုကျွန်မဖွဲ့ဝေပေးတယ်ပေါ့နော်ဆိုတော့ sorry အင်းမိတာလည်းတခါမှမကောင်းတော့ဘူးဆိုတော့ကျမအတွက်ကတော့ every day is about politics ပဲ everything is about politics ပဲ personness is a political ပဲဘာလို့ဆိုတော့အရာရာအားလုံးကနိုင်ငံရေးပဲနေတယ်ရကိုကဘာလို့ဆိုတော့ဒီဖက်ဆေးရုပ်ဟုတ်တွေမတရားမှုကြောင့်တာကိုကဒီလိုရောက်လာခဲ့ပြီမဲ့ ဒီမှာဆင်ပြေဖို့ဟိုချမ်းသာဖို့လာတာမဟုတ်ပဲနဲ့ကိုကသက်အန္တရာယ်ရောက်ပဲလာတာဖြစ်တဲ့အတွက်ကြောင့်မို့ဒီနေ့တိုင်းနေ့တိုင်းကကိုရဲဘော်တွေရဲ့အခြေအနေကိုရဲ့ဒီစစ်ဆောင်နေရတဲ့မိသားစုတွေရဲ့အခြေအနေနေ့တိုင်းနေ့တိုင်းကအဲ့လိုပဲဘာလို့ဆိုကိုနေတဲ့ကိုကြီးပင်းလာတဲ့နေရာဒေသကလည်း ဒီဒေါရှောက်ဒီစစ်အာဏာရှင်ဆက်ဆက်ကိုတော်လှန်တဲ့နေမီဖြစ်တယ်လေနေမီဖြစ်တဲ့ခါကျတော့အများအားတော်လှန်ရင်းနေမီဖြစ်နေတယ်ကိုဒီသားကလည်းတလောရတော့မှဒီဖက်ဆက်ရုပ်ကလေရင်နဲ့လေချောင်းနဲ့ဘုံလာကျဲတဲ့ခါကျတော့အမအတော်မှထိတယ်အမေအိမ်မှာဆုံးသူကဗာလေဖျားစင်ပေါ်ကမှန်ပြုတ်ကြတာတွေရှိတယ်အဲ့လိုမျိုးတွေပေါ့နော်အဲ့ဒါနဲ့အဲ့ဒီကိစ္စတွေကိုလည်းကိုက အယုံထားနေရတာပေါ့နော်သတင်းစကားမေးတာထက်ပို့ပါတယ်မြေလန်းဒီဘုံခုံကျင်းတွေကိုလှုပ်ထားဖို့ပြီးရင်ဒီချင်းမရွေးဒီဆစ်ရှောင်းလို့ရအောင်စားနှိုက်ရခါတွေအသေးသေးလေးတွေထုတ်ထားဖို့လှုပ်ထားဖို့ပေါ့နော်ကျမအတွက်ကတော့နေ့တိုင်းကနိုင်ငံရေးနေ့တိုင်းကဒီဟိုတော်လှန်ရေးပဲပေါ့နော်အဲအဲ့လိုမျိုးဖြစ်ပါတယ်လို့ အဲ့လိုမျိုးပြောရင်နေရမချမ်းသာခြင်းဘူးလားဆိုတော့ချမ်းသာခြင်းတာပေါ့ဒါပေမဲ့လည်းခုကချမ်းသာဖို့လုပ်ရမယ့်အချိန်မှမဟုတ်တာလေနော်အဲ့လိုမျိုးတော့ရှိတာပေါ့ကလေးကြောင်လာကြိုးပါတယ်ကဲဒီနေ့တော့ဒီလောက်ပဲပါပဲနော်နောက်မှပြန်ပြပါမယ်နော်